Hello အားလုံးပဲမင်္ဂလာခင်ဗျအခုကျွန်တော်ပြောပြပေးမယ့်နည်းလမ်းလေးကတော့ Lottery AI application ကိုဘယ်လိုအသုံးပြုရမလဲဆိုပြီးမေးထားတဲ့သူတွေအတွက် Lottery AI အသုံးပြုနည်းလေးပဲဖြစ်ပါတယ်။ပထမဆုံးဒီ Lottery AI application ကိုကိုဖုန်းထဲမှာ download ဆွဲထားမှာဖြစ်ပါတယ်။အဲပြီးတော့စပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်ဒီ Lottery AI ထဲကိုဝင်လိုက်မယ်ဗျ။ lottery and ထဲကိုဝင်လိုက်ပြီဆိုတော့ကျွန်တော်ဒီလိုမျိုးလေးတွေးရမယ်အခုကျွန်တော်ကကြတော့ lucky gain နဲ့ဆော့ပြပေးမှဖြစ်တယ်ဗျအဲ့ဆိုတော့ကျွန်တော် lucky gain ထဲကိုကျွန်တော်ဝင်လိုက်မယ် ဒီနေရာလေးမှာဆိုတော့ကျွန်တော်ဒီ account ဖွင့်တဲ့နေရာလေးကိုရောက်တော့မှာဗျာကိုက account ဖွင့်မိလားဖြစ်တော့တယ်ကိုဒီ login လေးကိုနှိပ်ပြီးတော့မှ account ဝင်လိုက်မယ်ဗျာဒီမှာကိုရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒါကျွန်တော် lucky game တွေကိုရောက်သွားပြီဗျ။အဲကျွန်တော်ကခု lucky game wingo တမီးနဲ့ကိုဆော့ပြောင်းဖြစ်တဲ့ဒီ wingo တမီးနဲ့ဝင်လိုက်မယ်ဗျ။ အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ကပွဲစဉ်42မှာကျတော့၅ကြတာပဲအဲဆိုတော့ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ဒီအဲ lottery ပုံလေးကိုနှိပ်လိုက်မယ်ဗျ lottery ပုံလေးကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ win go ပေါ့နော် win go ဆို win go ဒီမှာ dia 8ဆို dia 8ဒီမှာတော့ chain လို့ရတယ်အခုကျွန်တော် win go ဆောင်ပြီးတော့ win go ကိုနှိပ်မယ်ခုနကပွဲစဉ်ပြီးသွားတဲ့ပွဲစဉ်မှာ42မှာ၅ကြတာပြီးတော့ကျွန်တော်ဒီမှာ၅တလုံးကိုရိုက်ထည့်လိုက်မယ်ဗျပြီးတော့ဒီ search ai ဆိုတဲ့ရလေးကိုနှိပ်လိုက်မယ် အဲ့လိုနှိပ်လိုက်တဲ့အချိန်မှာသူကဒီမှာ base ဆိုလို့ရှိရင်66ဒါရမ900ခန်းတော့ဘောနော် small ဆိုရင်33ဒါရမ300ခန်းတော့အဲ့လိုမျိုးပြရတယ်အဲ့ဆိုကျွန်တော်တို့ဒီရခန်းတော့များတဲ့ဟာကိုလိုက်ပြီးတော့မှထိုးမှာဖြစ်တယ်အဲ့ဆိုကျွန်တော် big ကို1000ထိုးလိုက်မယ်ဗျာကျွန်တော်ဘေကောထောင်းထိုးလိုက်မယ်။ထောင်းထိုးလိုက်မယ်။ ဒီချိန်တော့ကျွန်တော်ရှုံးသွားတယ်ဗျာဒါတုံညကြပါလေအခုဒီပွဲစဉ်43မှာတုံညကြတော့ဖြစ်တဲ့အတွက်ကျွန်တော်ဒီအပေါ်ဟာလေးကိုပြန်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီတုံညလေးကိုပြန်ထည့်လိုက်မယ်ဗျာတုံညလေးကိုပြန်ထည့်ပြီးတော့ကျွန်တော်ဒီလိုမျိုးအမ်နှိပ်လိုက်တဲ့အချိန်မှာဒီက small ကကျတော့80ဒေတာလမ400ခန်းတော့ဘေးကကျတော့90ဒေတာမ600ခန်းတော့အဲ့ဆိုကျွန်တော်က small ကိုပဲပြန်ထိုးမယ်ဗျာ small ကျွန်တော်ဒီတစ်ခါကြာရင်ကျွန်တော်9000ထိုးလိုက်မယ်ဗျာစမောင်းအောင်ထိုးလိုက်မယ် ကောင်းအတုံးပြုတဲ့နေလေးကတော့ရန်ရိုးရှင်းပါတယ်ကတိပွဲစဉ်မှာတော့ကျွန်တော်ဒါစမုံ9000ထုတ်လိုက်တာနိုင်သွားတယ်ဗျာ လိုင်းအတိတ်မကောင်းနည်းနည်းထင်နေပြီဒါဆိုလို့ရှိရင်တော့ဒါ lottery AI ဘယ်လိုတုံးပြရမလဲဆိုတာသဘောပေါက်ကြပြီလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါခင်ဗျာ